ရတင်လိုက်တဲ့ဒီဗီဒီယိုမှာပေါ့နော်ဒီကြိုက်ဖန်ကောင်းဆောင်အောင်ပေါ့နော်ဒီထိုင်းလေဆိပ်ကအထွက်နဲ့ဒီကျွန်တော်တို့ဒီတရုတ်ပြည်လေဆိပ်ကအထွက်ပေါ့နော်မတူတဲ့အကြောင်းကျွန်တော်တင်လိုက်တော့အမျိုးမျိုးမှတ်ချက်ပြီးရေးကြတယ်တချို့ကြတော့လည်းဒီလူစားလဲလိုက်တယ်အာလူစားထိုးသွားပြီးပေါ့နော်လင်းထိုင်းမှာကြတော့ရုပ်တမျိုးဒီ ရုပ်ပြီးတော့ရုပ်တို့မျိုးဆိုပြီးအမျိုးမျိုးထင်ကြီးပြကြတယ်ပေါ့နော်။ဒေယီဆန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ပေါ့နော်။ကျွန်တော်ရဲ့အမြင်နဲ့ဒီအတန်းလေးပေါ့အမြင်လေးတွေကိုကျွန်တော်အနေနဲ့ share တင်လေးလုပ်ပေးချင်ပါတယ်။အာကျွန်တော်တို့ပေါ့နော်ဒီအရှိမလဲတာတကားတွေအများကြီးရှိခဲ့တယ်ပေါ့နော်။ကျွန်တော်တို့ဒီကိုကန်ဘက်မှာဆိုရင်လည်းဒီကိုကန်ဂျပန်ခေါင်းဆောင်ပေါ့နော်။ဒီပဲဆောက်ချိန်ပေါ့နော်သူဆိုရင်လည်းအရင်ကကြံ့ခိုင်ရင်လည်းပုတ်ပြီးပတ်တယ်အမအောင်ဖြစ်ခဲ့ဘူးလေသူတို့ဆိုရင်လည်းဒီဒီဂျာဖန်ကိစ္စနဲ့ဒီတရုတ်ဆိုတာသူတို့မိသားစု၉ဦးလုံးကိုသူတို့တေတံချလိုက်တယ်ပေါ့နော်သူတို့လုံးဝမတက်ညာဘူးတေတံချလိုက်တယ်အပြောချင်တာကတော့ကျွန်တော်တို့ဒီတရုတ်အစိုးရဒီဒီ ကြားဖြန့်ကိစ္စနဲ့ပတ်သက်ကိုနိုင်ငံမှာလည်းဥပဒေထုတ်ထားတယ်ပေါ့နော်လောကအမြင့်ဆုံးပေးတာပေးတာပေးထားတယ်ပေါ့နော်အမြင့်ဆုံးပေးတာပေးတာအာနောက်တစ်ခုကဒီကြားဖြန့်ကိန်းတွေကလည်းသူတို့တရုတ်နိုင်ငံသားတွေကိုအတိအကျပြတ်မှထားပြီးတော့တင်နေတဲ့အခြေအကြောင်းတရုတ်အစိုးရအနေနဲ့ဒါကိုပြင်းပြတ်ထန်လုပ်တာပေါ့နော်ကျွန်တော်တို့အရင်နေ့မှဆိုရင်လည်းတရုတ်ကနာမည်ကြီး model တယောက်ဒီထိုင်းမြန်မာနယ်စပ်မှာရောင်းစားခံရတဲ့ဒီကြားဖြန့်မှာပေါ့နော်အဲ့ဒါကိုလည်းတော်တော်များ ပြီးတဲ့လူတွေလည်းရှိနေပါတော့အဲ့ဒီကိစ္စနောက်ပိုင်းမှာတရုတ်ကဒီဂျပန်ကိစ္စနဲ့ပတ်သက်ပြီးသူတို့အရန်ကိုသူတို့နိုင်ငံကြီးလောလောလာတွေ့ရတယ်ပေါ့နော်ကျွန်တော်ဒီတာတကားတွေရှိခဲ့တဲ့ဒီကိုကန်မှာဆိုရင်လည်းသူတို့တင်မိသားစုပေါ့နော်အဲ့ဒီတမိသားစုတို့သူတို့ဖမ်းခေါ်သွားတယ်အခုသူတို့တည်တံချလိုက်တယ်အဲ့ဒီတယောက်လည်းဒီပေဆောက်ချိန်လည်းတည်သွားပြီးတရင်ကြဆုံးသွားလို့တရင်ကြရတယ်ပေါ့နော်ဒီထောင်ထဲမှာပေါ့နော်ဒီကြားမှာရေးချွင်ချင်နေဆုံးသွားတယ်လို့တရုတ်အစိုးရကတော့ထုတ်ပြန်တာအာဒါကြောင့်မလို့ပြောချင်တာကတော့တို့လူစားလည်းမလဲတို့လူစားလည်းမထိုးပါဘူး တရုတ်အစိုးရသည်ဒီကြိုင်ပြန်ထိဆောက်ကိုပြည်ပြည်ထထံသူတို့နေနေနေတယ်ပေါ့နော်အာနောက်ပြီးတော့လဲသူတို့လုံးဝညံမှာမဟုတ်ပါဘူးကျွန်တော်တို့ဒီနောက်ဆက်တဲ့ဒရင်ကိုပဲကျွန်တော်တို့ကဆက်ပြီးတော့နားဆွင့်ရမယ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ဒီတူတူတယောက်အမြင်နဲ့ကျွန်တော် internet ပေါ်အမြင်လေးတွေကိုကျွန်တော်ဘယ်တော့ရှုထောက်ပေါင်းစုံကနေပြီးတော့ကျွန်တော်ပြန်လဲပြောပြပြပြတာပေါ့နော်တကယ်လို့မိတ်ဆွေအနေနဲ့မိတ်ဆွေမှလည်းဒီတခြားသောအမြင်တွေရှိတယ်ဆိုရင်လည်းကျွန်တော်ရဲ့ပို့အောင်မှာ match ပြနိုင်ပါတယ်ကောင်းမှုတော့ match လေးတွေပဲပြုတ်ပေးပါ